မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မတ်လ22ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ်ပထမဆုံးတင်ဆက်ပေးရမယ့်မျိုးသိန်းတိုက်ပွဲသတင်းကတော့ချင်းပြည်နယ်ဖလန်းမျိုးသိန်းတိုက်ပွဲကိုချင်းကြည်နောင်နဲ့မဟာမိတ်များကဖော်ဆောင်လျက်ရှိရာစစ်ကောင်စီကလေးချောင်းကနေအပြင်းထန်ခုခံတိုက်ခိုက်နေသလိုချင်းကြည်နောင်မဟာမိတ်များဘက်ကလည်းအောင်မြင်မှုများကိုရှေ့တိုးပြီးတော့ရရှိထားတယ်လို့ချင်းမျိုးသားအဖွဲ့ချုပ်ချင်းမျိုးသားကာကွယ်တပ် CNO CNDF ကအထွေထွေအတွင်းရေးမှူးစလိုက်ဝီလီယံချင်းကပြောပြထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီကနေ့မက်စလာ22ရက်နေ့မှာကျင်းပတယ်ဖလန်းမျိုးသိန်းတိုက်ပွဲအတွက်ချင်းကြီးနောင်ရဲ့ရန်ကုန်ငွေရှာဖွေရေးအစည်းအဝေးမှာဖလန်းတိုက်ပွဲအခြေအနေကိုအတိအပြီးပြောကြားလာခြင်းဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီကဝေဟင်ကနေတောက်လျှောက်အပြင်းထန်ခုခံတိုက်ခိုက်လျက်ရှိတော်လဲဆုတ်ခွာခြင်းမရှိဘဲနဲ့စစ်ကောင်စီရဲ့တပ်ကုန်းများကိုသိမ်းယူထားနိုင်ကြောင်း CNO CNDF ကတာဝန်ရှိသူကပြောပြထားပါတယ် စီရင်အခြေအနေအရာဘဲပွိုင်းတွေကိုတော့တင်ထားတယ်ဘယ်မှာကျွန်တော်တို့နေတယ်ဆိုတဲ့ဟာတွေကြတော့လက်တလုံးမှာပြောပြလို့အစင်မပြေသေးတဲ့အနေထားမို့လို့ပါလို့ slide william ချင်းကပြောပြထားပါတယ်ဒါအပြင်အခြေအနေတရပြီးတရပို့ပြီးတော့ကောင်းမွန်လာပြီးရဲဘော်များဟာရှေ့ဆက်တိုးလာနိုင်တယ်လို့ပြောပြထားပါတယ်ကျွန်တော်တို့ကတော့ရရင်ရသလောက်နောက်မဆုတ်ဘဲနဲ့မကြခင်မှာချင်းပြည်နဲ့ချင်းလူမျိုးလွံ့မြောက်ဖို့အတွက်အကောင်းဆုံးရဖို့ရရမယ်လို့မျှော်လင့်ပါတယ်တရင်ကောင်းတွေလည်းအများဆုံးရနိုင်ဖို့အတွက်မြေပြင်ကတမိုးတွေအပါအဝင်တာဝန်ရှိတဲ့သူတွေအဖက်ဖက်ကနေပြီးတော့ကူညီထောက်ပံ့ပေးနေတဲ့ပြည်သူတွေ ဲ့အတူကျွန်တော်တို့လက်ရှိမှာတိုက်ပွဲတွေဝင်နေပါတယ်လို့၎င်းကပြောပြထားပါတယ်မဟာမိတ်အင်အားစုများဟာတိုက်ပွဲအတွင်းမှာထိခိုက်ကြဆုံးမှုများရှိတော်လဲလက်ရှိအခြေအနေမှာပုံမကောင်းမွန်တဲ့အနိုင်ရရှိမှုများလည်းရှိနေတယ်လို့အသိပေးထားပါတယ်ဖလန်းမျိုးဟာချင်းမြောက်မှာစစ်ကောင်စီတိုက်ရင်စခန်းကိုပထမအဦးဆုံးတိုက်ခိုက်ခဲ့တဲ့တိုက်ပွဲဖြစ်တဲ့အတွက်စိန်ခေါ်မှုများစွာရှိနေတယ်လို့ CNO CNDF ကတာဝန်ရှိသူကပြောပြထားပါတယ် ချင်းပြည်နယ်ရဲ့မြောက်ပိုင်းမှာတရင်အဆင့်ရှိတဲ့စခန်းပထမဆုံးသိမ့်ပိုက်နိုင်ဖို့စ조사ဆောင်ရွက်တဲ့နေရာမှာအားလုံးပါဝင်ပေးကြပါဒီဟာအောင်မြင်သွားရင်တိတိမ်မျိုးသိမ့်တိုက်ပွဲလဲလွယ်ကူသွားမယ်ဟာခါထန်တလန်လဲလွယ်ကူသွားမှာဖြစ်တယ်ဆိုတာကိုစစ်ကောင်စီကလည်းသိတဲ့အတွက်တောက်လျှောက်ကိုဖိအားပေးပြီးတော့မှလေကြောင်းမှတွေထိုးစစ်ဆင်နေတာလဲဖြစ်တယ်နိုင်ဖို့လဲနီးကပ်နေပါပြီလို့ slide william ချင်းကပြောပြထားပါတယ်ဒီဒေါ်လာရေးကြီးတဲ့မှာကိုတက်နိုင်တဲ့ဘက်ကပါဝင်မယ်ဆိုရင်ပေချာပေါက်အောင်မြင်မှာဖြစ်ပြီးတော့ဖလန်းမျိုးသိမ့်တိုက်ပွဲမကြမိမှာအောင်မြင်မှုတွေရရှိကအောင်ပွဲကိုအတိပေးကြုံညာနိုင် ိမ့်မယ်လို့မျှော်လင့်ကြောင်းကိုလည်း CNO CNDF ကတာဝန်ရှိသူကပြောကြားထားပါတယ်။ချင်းညီနောင်နဲ့မဟာမိတ်များဟာ2024ခုနှစ်နိုဘယ်ဘာလဒုတိယပတ်မှာ ဖလန်းနဲ့မင်းတပ်မျိုးတင်းဆက်စင်ရေးကိုဒပြိုင်နက်ထဲပေါ်ဆောင်ခဲ့ရမှာမင်းတပ်မျိုးကိုဒီဇင်ဘာလ22ရက်နေ့မှာပိတ်ပိုင်နိုင်ခဲ့တယ်လို့သိရပါတယ်မင်းတပ်မျိုးကျသွားပြီးတဲ့နောက်ကံပတ်လက်မျိုးမှာရှိတဲ့စစ်ကောင်စီတပ်များဟာလည်းညာတွင်းချင်းဆုတ်ခွာသွားပြီးတော့ဒီဇင်ဘာလ22ရက်နေ့မှာကံပတ်လက်မျိုးကိုချင်းညီနောင်ကတိမ့်ပိုက်ခဲ့တယ်လို့သိရပါတယ်ဖလန်းမျိုးတင်းတိုက်ပွဲမှာစစ်ကောင်စီကလေကြောင်းကနေအပြင်းထန်ခုခံတိုက်ခိုက်နေပြီးတော့လေကြောင်းကနေစစ်အင်အားများကိုလည်းထပ်မံဖြည့်တင်းနေတယ်လို့သိရပါတယ်အခုလိုမျိုးစစ်ကူအင်အားများကိုလည်းချင်းညီနောင်ကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ကထိခိုက်ဒိဆုံးမှုတွေများခဲ့ပြီးတော့စစ်တုံးမှန်းများကိုလည်းဖမ်းဆီးရရှိထားတယ်လို့သိရပါဗျ။ CNO CNDF ပါဝင်တဲ့ချင်းညီတော်ဟာမက်လာဒုတိယပတ်မှာဖလန်းမျိုးမှာနောက်ဆုံးကြံနေတဲ့စစ်ကောင်စီရဲ့တပ်ကုန်းကိုအပိတ်သိမ့်ပိုင်နိုင်ရဲ့အတွက်စစ်ရှိန်မြင့်တင်လျက်ရှိရာတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်များ ထမှန်ဖမ်းဆီးရရှိထားတယ်လို့လည်းအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူစလိုက်တင်မီကအတည်ပြုထားပါတယ်။တိုက်ပွဲများပြင်းထန်နေပြီးတော့စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ရာနေရာများကိုသာမကဖလန်းမြို့နယ်မှာရှိတဲ့ခြေရွာတချို့ကိုပါလေကြောင်းတိုက်ခိုက်နေတဲ့အတွက်အရသာထိခိုက်မှုတချို့လည်းရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်တထုံမြို့မှာလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးရန် အကြမ်းဖက်စစ်တပ်ကိုနေအိမ်များလိုက်လံပြသနေတဲ့စစ်မှုထမ်းဟောင်းကြီးစော်နဲ့သူ့ရဲ့ချွေးမဖြစ်သူတို့ကိုဖမ်းဆီးရန်လာတဲ့အချိန်မှာခုခံထွက်ပြေးတဲ့အတွက်ပြစ်ခတ်ဖမ်းဆီးရာနှောင်းစလုံးတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတ်လ16ရက်နေ့မနက်7:00နာရီကမှတထုံမြို့နန်းခဲရက်ကွာလေကြောင်းရံစစ်တပ်နဲ့ကပ်ရက်ရှိတဲ့ဘိုးဘွားရိတ်တာလမ်းမှာရှိတဲ့ယာအိမ်မှုကျော်သူဟင်းရဲ့နေအိမ်ကိုတော်လိုက်တဖွဲ့များကဝင်ရောက်ရှာဖွေခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးဝင်ရောက်ရှာဖွေတဲ့အချိန်မှာယာအိမ်မှုကျော်သူဟင်းဟာနေအိမ်မှာမရှိတဲ့အတွက်ကြောင့်လွတ်မြောက်သွားပြီးတော့၎င်းရဲ့ဖခင် ဖြစ်သူစစ်မှုရန်ဟောင်းကြည်စုံနဲ့၎င်းရဲ့အမျိုးသမီးဖြစ်သူနွန်းနွန်းဝင်းတို့ကိုတော်လိုင်းရဲဘော်များကဖမ်းဆီးလာခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးဖမ်းဆီးလာတဲ့အချိန်မှာလမ်းခုလက်တနေရာရောက်မှာကြည်စုံဟာပြန်လည်ခုခံပြီးတော့ရဲဘော်တအုပ်စီကနေတနက်ကိုလူယူပြီးနွန်းနွန်းဝင်းဟာလည်းကားပေါ်ကနေဆင်းပြေးသွားတဲ့အတွက်ပစ်ခတ်ဖမ်းဆီးအားနှောက်စလုံးတိတ်ဆုံးသွားတယ်လို့သိရပါတယ်။တိတ်ဆုံးသွားတဲ့ကြည်စုံဟာစစ်မှုရန်ဟောင်းဖြစ်ပြီးတော့ရဲတရင်ပေးများအဖြစ်နဲ့လောက်ကိုင်းလေးကအကြမ်းဖက်စစ်တပ်အတွက်လည်းစစ်မှုထမ်းရန်လူငယ်များကိုစုဆောင်းပေးခြင်းနဲ့လူငယ်များရဲ့နေရာများကိုလိုက်လံပြသပေးနေသူ ူလည်းဖြစ်တယ်လို့သိရပါဗါဒါအပြင်နွယ်နွယ်ဝင်းဟာလည်းယောက်ျားဖြစ်သူရာအိမ်မှုကျော်သူဟိန်းအားကိုနဲ့ရက်ကွက်နေပြည်သူများအပေါ်မှာရန်ကားခြင်းများကိုလှုပ်ဆောင်နေသူဖြစ်တယ်လို့သိရပါဗါအခုလိုမျိုးပြည်သူများအပေါ်နှီးမျိုးစုံနဲ့ဒုက္ခပေးနေခြင်းများကိုအမြန်ဆုံးရက်တန့်ရန်တော်လိုင်းတပ်ဖွဲ့များကသတိပေးချက်များကိုနှီးမျိုးမျိုးနဲ့ အကြောင်းကြားပြောဆိုနေတော့လဲဆက်လက်ပြီးတော့ကျူးလွန်နေတဲ့အတွက်ကြောင့်ဝင်းရောက်ဖမ်းဆီးခဲ့ရခြင်းဖြစ်တယ်လို့သိရပါတယ်။ယာယီမှုကျော်သူခဲရဲ့နေအိမ်ကလည်းတပ်တွေအထောက်အထားအဖြစ်နဲ့ကျော်သူဟင်းကိုယာယီမှုခန့်အပ်စာကြည်စော်ရဲ့စစ်ဘက်နဲ့တပ်ဆိုင်ရာစာရွက်စာတမ်းများနဲ့နှွန်းနှွန်းဝင်းရဲ့ချဲရောက်တဲ့မှတ်တမ်းစာရွက်များပြည်သူများကိုမတရားအတုံးနဲ့ချေးယူထားတဲ့စရင်စရာများရွှေပေါင်းချအမြောက်အများနဲ့စိုက်ခဲ့တဲ့ဇီးတို့ကိုတပ်တွေအဖြစ်နဲ့တင်းယူနိုင်ခဲ့တယ်လို့သိရပါတယ်။ သူတို့တွေကလူငယ်တွေကိုဖမ်းဆီးတာမျိုးတွေလည်းရှိပါတယ်လူစုဖို့အတွက်လူငယ်တွေနေအိမ်တွေကိုလည်းလိုက်ပြတာမျိုးတွေရှိတယ်တထုံမျိုးတွေမှာဆိုရင်ဒလန်အုပ်ကြီးတချို့နဲ့လူငယ်တွေကိုအထမဆင့်မှုထမ်းဖို့ကူညီနေသူတချို့ရဲ့အချက်အလက်တွေကိုအတိအကျရပြီးထားပြီဖြစ်လို့ယခုချိန်ကစပြီးတော့ရတန်းကရက်ဖို့အတွက်မှတ်ချက်ပေးကြပါတယ်ကျွန်တော်တို့အဖွဲ့အနေနဲ့အလားတူမစ်ရှင်မျိုးတွေကိုလည်းဆက်လက်ပြီးတော့ဖော်ဆောင်သွားမှာပါလို့ပြည်သူ့ဘက်တော်သားအဖွဲ့ကတာဝန်ရှိသူကပြောပြထားပါတယ်ပြည်သူ့ဘက်တော်သားအဖွဲ့ဟာလွတ်မြောက်နေသေးတယ်ကြော်သူဟိန်းအပြင် တထုံမြို့တွင်မှာရှိတဲ့ပြည်သူများကိုနှီးမျိုးစုံနဲ့ဒုက္ခပေးနေတဲ့ကြံရှိနေတဲ့အကြမ်းဆက်တပ်ထောက်တိုင်းဒလန်ရက်ကွာအုပ်ချုပ်ရဲမှုတချို့နဲ့လူငယ်များကိုစစ်မှုထမ်းရန်အဓမ္မဖမ်းဆီးနေရမှာပါဝင်ကူညီပေးနေသူတချို့ကိုလည်းဆက်လက်ပြီးတော့တိုက်ခိုက်သွားမှာဖြစ်တယ်လို့ပြည်သူ့ဘက်တော်သားအဖွဲ့ကတာဝန်ရှိသူကရှင်းလင်းပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ရန်ကုန်မှာလူဖမ်းပွဲတွေပြန်ဆိတ်လာပြီးတော့လက်ရန်ဂုံးကျော်တရားအနီးမှာတားမီနှစ်ယောက်ကိုစစ်ကောင်စီလက်ပါစီများကဖမ်းဆီးရန်စ조사ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်မှုထမ်းအပတ်စဉ်တွေများလာလေလေသူတို့ဘက်ကလူမေရလေပဲ။အဲဒါကြောင့်ရန်ကုန်မှာရှိတဲ့နယ်မြေခံစစ်တပ်နဲ့ရေပေါင်းပြီးတော့သူတို့ရဲ့လက်ပါစီတွေက မြို့စုံတွေမှာဒီအပိုင်းအတွင်းပေါ်တာဆွဲတာတွေများလာတယ်လို့ဒေသခံပြည်သူများကပြောပြထားပါတယ်မက်စလာ22ရက်နေ့ည9နာရီခွဲကန့်အချိန်မှာလေတန်းခုံးကျော်တရအနီးလမ်းလျှောက်လာတဲ့သားမိနှစ်ဦးတည်းကအသက်20ခန့်ရှိတဲ့အရွယ်သားဖြစ်သူကိုအင်းစည်းကဒစည်းပေါ်ကလူတွေဆင်းလာပြီးတော့ဝိုင်းဖန့်တဲ့အတွက်အော်ဟစ်ရုံးကန်ထွက်ပြေးခဲ့ရာလွတ်မြောက်သွားတယ်လို့ Rangoon Scout Network ကသတင်းထုတ်ပြန်ထားပါတယ်အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ Rangoon Scout Network ကတာဝန်ရှိသူကဒေသခံတွေရဲ့ပြောကြားချက်အရာ စစ်တပ်နဲ့ရဲတွေခိုင်းထားတဲ့အဖွဲ့တွေက ပေါ်တာလိုက်ဆွဲနေတာလို့သိရပါတယ်လို့ပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံမှာလက်နက်ကိုင်ပြိပခါနဲ့ပြည်တွင်းရေးမငြိမ်မသက်မှုများဆက်လက်ဖြစ်ပွားနေတဲ့အတွက်ဩစတြေးလျနိုင်ငံသားများခရီးမသွားကြရန်ဩစတြေးလျနိုင်ငံသားရဲ့ဝင်ကြီးဌာနကသတိပေးချက်ကို ထပ်မံတက်တန်းတိုးထုတ်ပြန်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာဆက်လက်ဖြစ်ပွားနေတဲ့လက်နက်ကိုင်ပဋိပက္ခနဲ့ပြည်တွင်းမငြိမ်မသက်မှုများကြောင့်ဩစတြေးလျနိုင်ငံသားများဟာမြန်မာနိုင်ငံကိုခရီးသွားခြင်းမပြုကြရန်သတိပေးလိုက်တယ်လို့ထုတ်ပြန်ထားပါတယ်မြန်မာနိုင်ငံအနေနဲ့2021ခုနှစ်စစ်အာဏာသိမ်းပြီးကတည်းကခရီးသွားလာမှုတွေတိတိသားသားကျဆင်းနေပြီးတော့အခြေအနေဟာမတည်ငြိမ်ပဲခံမရခက်နေစေဖြစ်တယ်လို့ဩစတြေးလျအစိုးရကထုတ်ပြန်ထားပါတယ်မြန်မာနိုင်ငံနဲ့အတူရုရှားမြောက်ကိုရီးယားဗင်နီဇွဲလာဟေတီအီရန်ဆူဒန် ဆီးရီးယားယူကရိန်းနဲ့လေပြားနိုင်ငံတို့မှာလက်နက်ကိုင်ပဋိပက္ခအကြမ်းဖက်ဝါဒလူလူမငြိမ်မသက်မှုများနဲ့မတရားဖမ်းဆီးခြင်းစတဲ့ချိန်ချောက်မှုများပြင်းထန်လာခြင်းကြောင့်ခရီးမသွားကြရန်ဩစတြေးလျကတားမြစ်ပိတ်ပင်ထားတယ်လို့သိရပါတယ်။အဲ့ဒီသတိပေးချက်ဟာတက္ကပါလုံးဆိုင်ရာခရီးသွားကဏ္ဍနဲ့ခရီးသွားလာရေးဆိုင်ရာစိုးရိမ်မှုများတာမကအ ေသတစ်ခုလုံးကိုလည်းတက်ရောက်မှုများရှိနေတယ်လို့သိရပါတယ်။ဩစတြေးလျရဲ့သတိပေးချက်များဟာခရီးသွားများအတွက်လုံခြုံရေးစိုးရိမ်စရာရှိနေုံသာမကဒေသတွင်းမှာခရီးသွားလုပ်ငန်းများပြန်လည်ဥမှုလာရေးအတွက်အဓိကစိုးရိမ်စရာကောင်းတဲ့စိန်ခေါ်ချက်ဖြစ်လာတယ်လို့သိရကြောင်းတင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်မှာအရခတက်တော် AA ကတင်ပိုက်ထားတဲ့ပုံနာကျုံနဲ့ပေါတော်မျိုးနယ်တို့ကိုမက်လ22ရက်နေ့မနက်3:00နာရီဝင်းကျင်အချိန်နဲ့မနက်9:00နာရီဝင်းကျင်အချိန်တို့မှာစစ်ကောင်စီကလေရင်များနဲ့ပေါင်900ဘုံများကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ဒီကနေ့မနက်9:00နာရီဝင်းကျင်အချိန်မှာပုံနာကျုံမျိုးနယ်ကျောဆန်ချေးပါကိုစစ်တပ်က Jet Fighter နဲ့နှစ်ကြိမ်လာရောက်ပြီးတော့ဘုံလေးလုံးထက်မနည်းကျဲချတိုက်ခိုက်ခဲ့ခြင်းကြောင့်နေအိမ်အများအပြားထိခိုက်ပျက်စီးသွားတယ်လို့သိရပါဗျ။ပုံနာကျုံဒေသခံတအူးကကျောဆန်ရွာကိုစစ်ကောင်စီကဘုံ၃လုံးလေး ၄လုံးလောက်ကျဲချသွားပါတယ်ဒီနေ့မနက်9နိုင်လောက်ကပဲဘလောက်ထိခိုက်ပျက်စီးသွားလဲဆိုတာကိုတော့မသိရသေးဘူးလို့ပြောပြထားပါတယ်ဒါအပြင်ပေါတော်မြို့နယ်တဲခုံချေးရွာကိုလည်းဒီကနေ့မနက်9နိုင်ဝင်းကျင်မှာစစ်ကောင်စီကပေါင်900ဘုံများနဲ့နှစ်ချိန်လာရောက်ကျဲချသွားတယ်လို့ဒေသခံများကပြောပါတယ် ပေါတော့ဒေတာကန်တအုံးကပေါတော့တဲခုံရွာကိုလည်းပေါင်900ဘုံနဲ့ကျဲချသွားပါတယ်စာတင်ကြောင်းတွေနေအိမ်တွေဖုန်းကြီးကြောင်းတွေထိခိုက်ပျက်စီးသွားတယ်လို့ပြောတယ်လူအထိကရှိမရှိကိုတော့မသိရသေးပဲစုံစမ်းနေတုံးပဲလို့ပြောပြထားပါတယ်ပုံနာကျွန်းနဲ့ပေါတော့မျိုးတို့ဟာစစ်တွေမျိုးအနီးကမျိုးများဖြစ်ပြီးတော့စစ်တွေမျိုးမှာရှိတဲ့စစ်ကောင်းစီတရေများကနေစဉ်နီးပါလက်နဲ့ကြီးပြက်ခတ်မှုများကြောင်းအဲ့ဒီကျေးရွာများကပြည်သူများဟာဇန်နဝါရီလကတည်းကထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်စစ်ကောင်းစီရဲ့တရင်တပ်ဖွဲ့များနဲ့ရေတပ်တို့ဟာ စစ်တွေမျိုးအနီးကတိုက်ပွဲများကိုအကြောင်းပြပြီးတော့စစ်ရင်နဲ့မသက်ဆိုင်တဲ့ပုံနာကျွန်းပေါက်တော့နဲ့ရတိတောင်တွေဘက်ကိုလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းလေကြောင်းတိုက်ခတ်မှုများပြုလုပ်နေခြင်းဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီရဲ့လက်နက်ကြီး NDA နဲ့လေကြောင်းတိုက်ခတ်မှုများကြောင့်စစ်တွေမျိုးနယ်နဲ့ထိစပ်နေတဲ့ပုံနာကျွန်းမျိုးနယ်ကကြေးရွာပေါင်း20ခန်းနဲ့ပေါက်တော့မျိုးနယ်ကကြေးရွာပေါင်း10ရွာကျော်ကဒေသခံပြည်သူထောင်ပေါင်းများစွာတို့ဟာထွက်ပြေးတိမ်းရှောင်နေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမင်းညံမြို့နယ်ကန်ဆင့်ရွာကိုအကြမ်းဖက်ဆက်တက်ကလက်နက်ကြီးများနဲ့ပစ်ခတ်ပြီးလေရင်ထဲမှာဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူတအုပ်တွေဆုံးကနေအိမ်များမီးလောင်ပြကျခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်လာ20ရက်နေ့ည7:00နာရီ10မိနစ်ခန့်အချိန်မှာမြင်းညံမြို့နယ်ကန်ဆင်ရွာကိုအကြမ်းဖက်ဆက်တကဟောဝဇာလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးပစ်ခတ်ပြီးတဲ့နောက်လေရင်ထဲမှာဘုံကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အကြမ်းဖက်ဆက်တရဲ့လေကြောင်းကနေဘုံကျဲတိုက်ခိုက်ခြင်းကြောင့် ဂျေးပါနေပြည်သူအသက်40အရွယ်ဦးလာကိုဟာပွဲချင်းပြီးတိတ်ဆုံးခဲ့ပြီးတော့နေအိမ်များလည်းမီးလောင်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။စစ်ခွေးတွေကကန်စစ်ရွာတဲကိုလက်နက်ကြီးတွေနဲ့အရင်ပစ်တာဟာဝဇာလက်နက်ကြီး၅လုံးလောက်ရှိတယ်။အဲ့ဒီလိုလက်နက်ကြီးတွေနဲ့ပစ်ပြီးတဲ့အချိန်မှာဘုံကိုကျင်းထဲမှာပုံအောင်နေတဲ့ဦးလာကိုကနေအိမ်ရဲ့အပြင်ဘက်ကိုထွက်အကြည့်မှာလေရင်ကသူ့အိမ်ပေါ်ကိုတဲ့တဲ့ချဲချသွားတာပါ။ နေအိမ်မှာပြိုကျသွားပြီးတော့ဥလကိုလည်းပွဲချင်းပြီးဆုံးသွားပါတယ်ဘေးပတ်ဝန်းကျင်ကနေအိမ်တွေလည်းမိလောင်ပြကျသွားတယ်လို့မြင်းညာမျိုးနဲ့ပကပကတာဝန်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွာ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေ အမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ